ဘလို့တုတ်ပြန်ခဲ့တယ်လဲဘလို့ဖြစ်ရှင်းခဲ့တယ်လဲဆိုတာကိုညီอยู่ရအောင်အတူอยู่ရအောင်အတွက်ဒီနေ့ဟောကြားလာခဲ့တာ26ရက်မြောက်ဖြစ်ပါတယ်ဆိုဒီနေ့နာကြားရမယ်ဥစ္စာဗျာကိုယ်တိုင်ဖြည့်ရှင်းခဲ့တဲ့ပြဿနာကတော့ငကုန်တရနိကစဒုက္ခနိဗ္ဗာန်မှာလာရှိတဲ့ဗတ္တိယတုတ်တန်တရားဒေသနာတော်ဖြစ်ပါတယ် ဗတ္တိယဆိုတာကပြဿနာလာရှာတဲ့ပုဂ္ဂိုလ်ရဲ့နာမည်ပဲမြတ်စွာဘုရားကိုပြဿနာမေးလျှောက်တဲ့ပုဂ္ဂိုလ်ရဲ့နာမည်ကိုပဲဒီတုတ်တန်ရဲ့နာမည်တက်ပြီးထားတယ်ပေါ့ဗတ္တိယလို့ခေါ်တဲ့လိစ္ဆဝေမင်းတူကမြတ်စွာဘုရားထံမှာလာပြီးတော့မေးတယ်မြတ်စွာဘုရားရှင်တပည့်တော်ကြားဖို့တာရှိတယ် ယဟန်ဂေါတမသည်သူတပါးရဲ့ပြိသက်ကိုလှည့်ဖြားတတ်တယ်မာယာပေါ့သူတို့စကားပြောမယ်ဆိုရင်သူတို့အခေါ်နဲ့ပြောရင်ဘုရားရှင်ဒီမာယာအတက်ပညာရှိတယ်မာယာရှိတယ်သူများရဲ့တပည့်တွေသူများရဲ့တရားဒဂမတွေကိုကိုယ်တရားဒဂမဖြစ်အောင်ကိုယ်တပည့်ဖြစ်အောင်မာယာအတက်ပညာနဲ့လှည့်စားလိုက်တယ် အဝတ္တနိမာယာလို့ခေါ်တယ်သူတစ်ပတ်သားကိုလှည့်စားတတ်တဲ့မာယာအတ္တပညာကိုအရှင်ဂေါတမဟာတတိနားလည်တယ်လို့ပြောတယ်အဲ့ဒီတတိနားလည်ထားတဲ့မာယာအတ္တပညာနဲ့သူများရဲ့တပည့်တွေသူများရဲ့တက္ကရာမတွေကိုကိုယ်တပည့်ကိုယ်တက္ကရာမဖြစ်အောင်စီယုံနေတယ်လို့ပြောတယ်အာသူကြားတဲ့အကြောင်းအရာကိုပြောတာဘုရားရှင်ကဆွဆွဲတာပေါ့နော်ဘုရားရှင်ဒီမာယာအတ္တပညာကို တက်တယ်မာယာအတက်ပညာတွေကိုအသုံးချပြီးတော့သူများကိုသူများတပည့်တွေကိုကိုယ်တပည့်ဖြစ်အောင်လုပ်နေတယ်အဲ့ဒီလိုတပည့်တော်ကြားရတယ်အဲ့တော့တပည့်တော်ကမြတ်စွာဘုရားကိုဆွဆွဲရှင်လို့မဟုတ်ပါဘူးတဲ့အဲ့ဒါမှန်ပါသလားအဲ့ဒီစကားတွေဟာတကယ်ပဲအမှန်လားတော့သူကမေးတယ်တော်တော်များများကအဲ့လိုမြတ်စွာဘုရားကိုဆွဆွဲကြတာဘယ်လိုလဲဆိုတော့ ဘုရားမပွင့်ခင်မှာမိစ္ဆာဒိဋ္ဌိဆရာကြီးတွေပေါ်ပေါက်ခဲ့တယ်။ဘုရားမရှိခင်တော့ကတော့သူတို့ကဘုရားပဲသူတို့ကဆရာကြီးတွေပဲ။ဘုရားရှင်လည်းပွင့်ပေါ်လာတဲ့အခါမှာလူသားတွေကအမားနဲ့အပိုင်ကိုခွဲခြားသိသွားပြီ။ဒါကငါတို့အမားတွေပဲငါတို့မှားလာခဲ့တာကြာပါပေါ့လားဆိုတော့လူတွေကသိကုန်ကြတယ်။ငါတို့တွေမှားခဲ့ကြပြီ။ငါတို့ကိုယ်ွယ်တာတွေကအမားကြီးတွေပါလားဆိုတော့လူတွေသိသွားကြတယ်။အဲ့တော့ဗတ်ပြောင်းသွားတယ် ိသဗျာရှင်ဆရာကို ရောက်လာကြတယ်မိသဗျာဓမ္မတရားနာပြီးတော့စစ်မှန်သောကိုယ်ွယ်မှုကိုရှားတွေ့သွားကြတယ်အဲ့ဒီမှာတော်တော်များများကမိရှင်မင်းသားတွေတတိယတို့ကျော်ကြီးချင်းမင်းတွေကအစဘုရားဘက်ကိုရောက်လာတယ်အဲ့ဒီမှာသူတို့မကျေနပ်တာပဲငါတို့ကိုကိုယ်ွယ်တဲ့တတိယတို့ကျော်ကြီးကဂေါတမစီကိုရောက်ကုန်ပြီငါတို့ကိုကိုယ်ွယ်တဲ့မိရှင်မင်းသားတွေဂေါတမစီကိုရောက်ကုန်ပြီဆိုတော့မကျေနပ်ဘူးအဲ့တော့သူတို့ကတတိယလွှဲလာမြတ်စွာဘုရားကြီးဂေါတမဗုဒ္ဓဟာ သူများတပည့်တွေကိုမာယာအတက်ပညာတွေနဲ့လှည့်စားပြီးဖျောက်နေတာပဲဆိုပြီးတော့သစ္စာဘုရားကိုမဟုတ်တဲ့င်းတွေတွေ့လာပေါ့နော်အဲ့ဒါကိုလစ်စဝီအခုဒီဗတ္တိယလို့ခေါ်တဲ့လစ်စဝီမင်းကလာလျှောက်တာအဲ့ဒါအမှန်ပဲလားတဲ့အဲ့တော့လစ်စာဘုရားရဲ့ဖြည့်ရှင်းပုံလေးကသိတော့တယ်ဘုရားရဲ့ဝါဒကိုလည်းသင်ဟပ်သွားစေတယ်သဘောတဘာသာဆိုတာဘာလဲဆိုတာကိုလည်းပြောပြကြဖြစ်သွားတယ်။ဘုရားဖြစ်ခြင်းပုံတွေကတိတ်လှတယ်။ အဲ့တော့မြတ်စွာဘုရားကကဲလာပါအောင်ကွာတဲ့ငါမင်းကိုပြုတ်ပြတာပေါ့တဲ့မြတ်စွာဘုရားကနော်ကဲဗတိယလာစမ်းပါအောင်ပြတ်မှတ်တာတဲ့နော်မာအနုတဝေနဆိုတာသူများထံကနေတဆက်စကားကြားယုံနေလေဒါဟုတ်ပြီမှန်ပြီဆိုပြီးတော့မလုံလိုက်နဲ့ဒီနေ့ဦးဇနုအများစုကအဲ့ဒီလိုများတယ်လေကိုယ်ပိုင်စေစံတွေးခေါ်တတ်တဲ့ဉာဏ်မရှိတဲ့အခါကျတော့တဆက်စကားကြားယုံနေတယ် ုတ်ပြီမှန်ပြီဆိုပြီးတော့လက်ခံသွားကြတာမျိုးရှိတယ်လေအဲ့ကြောင့်မြတ်စွာဘုရားကပြောတာအခုလိုတစင်စကားကြားရုံနဲ့ဟုတ်ပြီမှန်ပြီလို့တော့မဆုံးဖြတ်လိုက်နဲ့အောင်တော့အဲ့လိုမျိုးမြတ်စွာဘုရားကပြောတယ်နောက်တကမဟာပရံပရာယဆိုတာအစင်စင်ပေါ့နော်ရှေ့ဘိုးဘွားအစင်ဆက်ကအစင်စင်လက်စင်ကမ်းလာလို့လဲ ဒါမှန်ပြီလို့မယူဆနိုင်အောင်ဘယ်လိုလဲမြန်မာနိုင်ငံမှာအဲ့ဒါမျိုးအများကြီးပဲရှေ့ထုံးဆိုတာလေအာရှေ့လူကြီးသူမတွေလောက်ခဲ့တဲ့ဒလိထုံးဆံပဲဆိုပြီးတော့လက်ခံနေကြတာလေအများကြီးပဲမားနေတာလေးရှိတယ်အဲ့ဒီအမားတွေကိုဖတ်တွယ်ထားတာပေါ့နော်ဒီမှာမြစ်စွာဘုရားပြောတာကိုမိရှာငားထောင်ကြည့်နော်အဲ့တော့မဟာပရံပရာယရှင်းအစဉ်အဆက်တည်ဆောင်လာတဲ့အရာမို့လို့လဲ အမှန်ဟုတ်ပြီလို့လက်မခံကြတဲ့အုံးမာဣတိတိတာယဆိုတာအာဒီလိုဖြစ်ဘူးတဲ့ပေါ့နော်အာဒီလိုဖြစ်ဘူးလေဆိုပဲပေါ့နော်အဲ့ဒီလိုမျိုးဖြစ်ဘူးတယ်ဆိုတဲ့တည်င်းစကားကိုကြားယုံတယ်လေအမှန်လို့လက်မခံကြတဲ့အုံးဘာပိတကတမ္မဒာနီလား ရှေဟောင်းကျန်းစာတွေနဲ့ကိုက်ညီယုံနဲ့လည်းပဲဟုတ်ပြီမှန်ပြီလို့လက်မခံကြနဲ့အောင်ရှေဟောင်းစာတွေရှိတယ်လေအဲ့လိုရှေဟောင်းကျန်းစာတွေမှာပါလို့ဆိုပြီးတော့လဲဟုတ်ပြီမှန်ပြီလက်ခံမနေကြနဲ့အောင်မာတက်ကနေပြီအတွေးတွေနဲ့လည်းလက်မခံကြနဲ့အောင်မရပေတုနော်ဇုံတခုနီးလန်းကိုကြည့်ပြီးတော့လဲအုတ်ပြီးမှန်ပြီးတော့မတတ်မနဲ့အောင်မာအာဂါရပြိဝတ္တကဟိတု အကြောင်းအရာကိုတည်စီပြီးတော့လဲနော်ဟာဒီအကြောင်းအရာကဟုတ်တယ်ဒီအကြောင်းအရာကအကောင်းတယ်ဒါယုံကြည်ရှိတယ်ဆိုပြီးတော့လက်မခံနိုင်အောင်ဘုရားကတမိုင်းနေတဘာဝအတိတ်ဒီတမိုင်းတရားတွေကိုလည်းအဓိကအမှန်လို့ပြဆောင်ပြရကလက်မခံခံဘူးကိုအတွေးတွေကိုလည်းအမှန်လို့လက်မခံခံဘူးယုံကြည်ပေတာကိုလည်းပြဆောင်ပြရကအမှန်လို့လက်မခံခံဘူးဒိဋ္ဌိနိစ္စနာခံပြရဆိုတော့ ကိုကြီးရဲ့အယူအဆနဲ့တိုက်ဆိုင်သွားတယ်ဟာငါတွေးထားတာနဲ့တစ်ထက်ကြရတယ်ဟေးဆိုကျော်လက်ခံကြတာကိုတွေးထားတာနဲ့တစ်ထက်တည်းကြရုံနဲ့လက်မခံတော့ဘူးနော်ဘဝရူပတာယဆိုတာဟာဖြစ်တဲ့ဖြစ်ထိုက်တဲ့အဲ့လိုမျိုးတွေးတော့ကြံစည်ပြီးတော့လက်မခံကြတယ်အောင်နောက်ဆုံးကတော့အာငါတို့အလေးထားတဲ့ပုဂ္ဂိုလ်ရဲ့စကားပဲအာဒီပုဂ္ဂိုလ်ကြီးကဂုံကျက်တည်ရှိတဲ့ပုဂ္ဂိုလ် ဟာဒီဘုရားစကားကိုလက်ခံရမှာပေါ့ယုံကြည်ရမှာပေါ့လားအဲ့လိုမျိုးနော်လေးစားနိုင်တဲ့ပုဂ္ဂိုလ်ဂုံကြီးတဲ့ပုဂ္ဂိုလ်ဆိုပြီးတော့လေအဲ့ဒီစကားကိုအတိမပြုနဲ့အောင်ဘုရားကဘုရားဘုရားကလားယနေ့ခင်မှာဖြစ်နေတဲ့ပုံစံတွေပဲနော်ဒီနေ့ခင်ကဂုံကြီးတဲ့ပုဂ္ဂိုလ်ရဲ့စကားပြောရင်ဒါအမှန်ပဲနော်ဒီလိုမျိုးယူကြတာများတယ်လို့ ကိုအတွေးနဲ့တစ်ချက်တည်းကြောက်သွားရင်ဒါမှန်တယ်လို့လက်ခံလိုက်ကြတာပြောင်းနော်အေးအဲ့တော့ပြဿနာမရကအဲ့လိုမျိုးလည်းပေါ့ယူသွားဘူးအဲ့တော့ဗတ္တိယတဲ့မင်းနော်ပြေချာနားထောင်ငါမေးမယ်မင်းနားလည်းတို့ရှိပြဿနာမရကဘာဒီမာယာတက်ကိုမတက်ပါဘူးလို့တိုင်းမဖြေဘူးလို့ပြဿနာမရကမင်းသဘောပေါက်တယ်လို့ဖြေမင်းနားလည်းတို့ဖြေ ဲ့လူတယောက်မှာလောဘတွေဆိုတာပေါ်လာတယ်။ဒါမင်းစဉ်းစားကြည့်ကွာအဲ့လောဘလိုချင်မှုလောဘဆိုတာကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာတဲ့ကသူနော်လောဘဆိုတာအကုသိုလ်ပါအေးအဲ့တော့လောဘအလွယ်မှုခံရတဲ့ပုဂ္ဂိုလ်လောဘနေဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာသူတစ်ပါးတက်ကိုလည်းတက်မယ် သူများဥစ္စာကိုလည်းကိုးမယ်သူများသားများကိုလည်းစော်ကားမယ်နော်ဘုဒ္ဓဘာသာတွေလည်းပြောပါပဲကဲအဲ့လိုဆိုလို့ရှိရင်အဲ့လိုသူတော်ဘာသာကိုတတ်တာသူများဥစ္စာကိုခိုးတာသူများသားများကိုစော်ကားတာလိန်ညာနေတာတွေဟာကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာအေးအဲ့ဒီအကုသိုလ်တရားတွေရှိနေမယ်ဆိုရင်အဲ့ဒီအကုသိုလ်တရားတွေကိုကျင့်သုံးနေမယ်ဆိုရင်ကောင်းကျိုးတွေရမလားဆိုတော့မရနိုင်ပါဘူး စဉ်းရမှာပေါ့။ဘောသူနားလည်လို့ရှိတယ်။ဒီနောက်တစ်ခါမင်းဆက်စဉ်းစားအောင်ကွာလေဒေါသ။ဒေါသတွေဖြစ်လာပြီ။ကြေပြောစမ်းအဲ့ဒီဒေါသကပြီးအကုသိုလ်ကအကုသိုလ်အကုသိုလ်ပါဗျာ။အဲ့ဒီဒေါသတွေလူတယောက်ကိုလွှမ်းမိုးသွားပြီးဒေါသတွေဖြစ်နေပြီဆိုရင်သူဟာသူတစ်ပါးတက်ကိုတတ်မှာပဲသူများဥစ္စာခိုးမှာပဲ။မြတ်သားများကိုစောကားမယ် ဇေညာပြောဆိုမယ်လေအဲ့ဒါတွေကကုတုလားအကုတုလားအကုတုပါအဲ့ဒီလိုသူတော်ဘာတက်ကိုတက်ရှင်သူများဥစ္စာကိုခိုးယူခြင်းသူများသားများကိုစော်ကားခြင်းလိင်ညာပြောဆိုခြင်းတွေဟာကောင်းကျိုးတွေပေးနိုင်ပါမလားအပြေးနိုင်ပါဘူးအဲ့ဒါဆင်းရဲကြောင်းတရားတွေပဲပေါ်နေဒီဇာမေဇာမယားကမောဟကိုမေးနေတယ်။သူတယောက်ရဲ့တိုင်တယ်မှာမောဟတွေဖြစ်လာပြီဆိုရင်ပေါ့အဲ့ဒါ ုသိုလ်လားအကုသိုလ်လားဆိုတော့အကုသိုလ်ပါဗျာမောဟနေလွဲမှုနေတဲ့ပုဂ္ဂိုလ်ဒီဘုရားတဲ့ကိုတချင်သူများဥစ္စာကိုခိုးခြင်းသူများသမီးကိုစော်ကားခြင်းလိင်ညာပြုစုခြင်းဆိုတဲ့ဒုစရိုက်တရားတွေလုံးပါပဲဒီအဲ့ဒါကောင်းလားဆိုတော့မကောင်းပါဘူးအဲ့ဒါတွေရှိနေလို့ရှိရင်ကောကောင်းကျိုးတွေရပါမလားမရနိုင်ဘူးမကောင်းကျိုးတွေရပါမလားနော်ဥစ္စာတရားနောက်တစ်ခုတာရဏဘလို့ခေါ်တဲ့ သူညာပေါ်မှာချုပ်ချယ်စော်ကားတဲ့ဒေါသသူညာပေါ်မှာချုပ်ချယ်စော်ကားတဲ့ဒေါသတွေဖြစ်လာရင်ပေါ့ကောင်းလားဆိုမကောင်းပါဘူးအေးအဲ့လိုသူညာပေါ်မှာချုပ်ချယ်စော်ကားတဲ့ဒေါသတွေဖြစ်လာရင်လည်းသူရောတကောတချင်းသူညာဥသာကိုခုံယူနေသူညာသားများကိုစော်ကားခြင်းဒိညာပြုစုခြင်းဆိုတဲ့ဒုစရိုက်တွေလုံးပါပဲအဲ့ဒါကရောကောင်းလားဆိုမကောင်းပါဘူး အဲ့ဒီလိုမကောင်းတဲ့တရားတွေရှိနေတယ်ဆိုလို့ရှိရင်ကောင်းလို့ရမလားမကောင်းလို့ရမလားမကောင်းလို့တွေရပါပါဖျာအဲ့အဲ့လိုဆိုလို့ရှိရင်ဗတ္တိယမင်းကိုယ်တိုင်စဉ်းစားနော်မကောင်းတဲ့ဒီလောဘဒေါသမောဟတာရဘလို့ခေါ်တဲ့သူတော်ဘောမှာချုပ်ချယ်စော်ကားတဲ့တရားတွေဟာရှိနေမယ်ဆိုလို့ရှိရင်မကောင်းမှုတွေလုပ်မယ်မကောင်းမှုတွေကိုလုပ်တဲ့ပုံကမကောင်းကျိုးတွေရမယ်လीတဲ့ ဲ့ဒါမင်းစဉ်းစားတဲ့နော်မင်းစဉ်းစားနောက်ကစိုက်ကြည့်ပဲအလောဘလို့ခေါ်တဲ့တရားတွေဖြစ်မယ်ဆိုရင်ပေါ့ကောင်းတာမကောင်းဘူးလားကောင်းပါလေဒါကုသိုလ်ပါအလောဘဆိုတာကုသိုလ်တရားအဲ့ဒီအလိုဘတရားတွေဖြစ်မယ်ဆိုရင်သူများတက်ကိုလည်းမတက်ဘူးသူများဥစ္စာကိုလည်းမခိုးဘူး မတ်သားများလည်းမစုံသားဘူးလိမ်လည်းမပြောတော့ဘူးအဲ့ဒါကောင်းလားမကောင်းဘူးလားကောင်းပါလေပြန်အဲ့အဲ့ဒီလိုဒုစရိုက်တရားလေးကိုချောင်းချင်းနေတဲ့ပုဂ္ဂိုလ်ကကောင်းကျိုးတွေရမလားမကောင်းကျိုးရမလားကောင်းကျိုးတွေရမှာပါဗျာ။မနိဒိသမေသာဘုရားကမေးတယ်အဒေါသမေတ္တာတရားအမောဟပညာတရားဟုတ်အဲ့လိုအလောဘအဒေါသအမောဟတရားတွေရှိတဲ့ပုဂ္ဂိုလ်ဒီ ဒုစရိုက်တရားတွေမလုပ်ဘူးဒုစရိုက်တရားတွေမလုပ်ရင်ကောင်းကျိုးချမ်းသာတွေရမယ်ပေါ့ဆိုတော့ပြင်းစင်းသားကြည့်နော်ပြင်းစင်းသားကြည့်အဲ့တော့လောကမှာပညာရှိသူတော်ကောင်းတွေကသူ့တပည့်တွေကိုဆုံးမတယ်ပညာရှိသူတော်ကောင်းတွေကတပည့်ကိုဆုံးမတယ်ငါတပည့်လောဘကိုဖယ်ရှားပါ ဒေါသကိုဖယ်ရှားတာမောဟကိုဖယ်ရှားတာလောဘဒေါသမောဟတွေကင်းနေတဲ့ပုဂ္ဂိုလ်ဒီကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကိုမလုံးဖြတ်တော့ဘူးဆရာသမားတွေကတပည့်ကိုသုံးပါတယ်တပည့်တွေကလည်းဆရာသမားသုံးပါတဲ့အတိုင်းလောဘဒေါသမောဟတွေကိုဖယ်ရှားပြီးကျင့်သုံးကြတယ်လောဘဒေါသမောဟတွေကိုဖယ်ရှားပြီးကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တွေမှာအောင်ကျိုးချမ်းသာတွေရကြတယ်လေ ်ပူဇော်ကြရတယ်။ကောင်းကျိုးချမ်းသာတွေရကြတယ်။အဲ့ဒီတော့ငါဘုရားကအဲ့ဒီလိုဟောတာတဲ့။ငါဘုရားကတပည့်တွေကိုမကောင်းမှုတွေကိုပယ်ဖို့ကောင်းတာတွေကိုလုပ်ဖို့ငါဟောတယ်။အဲ့လိုဟောတဲ့ငါဘုရားကိုသူတို့ကနော်စွဆွဲကြတယ်ဂေါတမဗုဒ္ဓသည် မာယာများတယ်သူများရဲ့တပည့်တွေကိုတရားတော်ကမတွေကိုကိုယ်တပည့်ဖြစ်အောင်ကိုယ်တရားတော်ကမဖြစ်အောင်သူမာယာအတတ်ပညာတွေနဲ့စီးုံနေတယ်လို့ပြောတယ်နော်အဲ့တော့မင်းစင်းစားတယ်ဆိုတော့စစ်စာမြေကမိတ်တာပေါ့နော်မိတ်တော့ဗတ္တိယလူစုကြီးကပြောတယ်သူသဘောကျသွားတယ်သဘောကျသွားတယ်နော်အာမစ္စံဘုရားသူတော့သဘောပေါက်ပြီဗျာ သဘောပေါက်ပြီ။အဲ့တော့မြတ်စွာဘုရားပြောတာကချင်းချင်းလေးပဲတော့ငါဘုရားကိုကိုယ်ပဲမလို့မပေါ့ငါဘုရားကိုလူပါလို့တခေါက်မှမပေါ့။ကိုယ့်အကိုစဉ်းစားကိုယ်တိုင်စဉ်းစားသူများပြောလို့မဟုတ်ဘူးကိုယ်တိုင်စဉ်းစားဒီလောဘဖြစ်ရင်ဒေါသဖြစ်ရင်မောဟဖြစ်ရင်မကောင်းတာတွေလုပ်မယ်လေ။မကောင်းတာတွေလုပ်ရင်မကောင်းကျိုးတွေရမှာပဲလေ။တကူပိုင်နေလဲစဉ်းစားလို့ရတယ်။ ကောင်းတာလေးလုပ်မယ်ဆိုရင်ကောင်းကျိုးတွေရတယ်ဒါကိုယ်ပိုင်နေနေစဉ်းစားလို့ရတယ်ဘုသူများပြောမှမဟုတ်ဘူးဆိုတော့အဲ့တော့ကိုကိုတိုင်းနားလည်ပြီးတော့ကျင့်သုံးပါတဲ့မြတ်စွာဘုရားကအဲ့ဒီဗတ္တိယလက်စွပ်ကြီးကိုပြောတာပဲကိုကိုတိုင်းနားလည်ပြီးတော့ကျင့်သုံးပါသူများပြောလို့ကျင့်တာမဖြစ်စေနဲ့ကိုယ်တိုင်းနားလည်ပြီးကျင့်သုံးဟုတ်တယ်ဒီလောဘဒေါသမောဟတွေမကောင်းဘူးအကုသို့ဖြစ်တယ်အကုသို့ဒုစရိုက်တွေကိုလုပ်မိတယ် အခုတို့လူစိတ်လုပ်ငန်းတွေကိုလုပ်ရင်ပြစ်ဆုံးပံမှာလည်းမကောင်းကျိုးတွေရမယ်တမလုံးဘဝမှာလည်းမကောင်းကျိုးတွေရမယ်အဲ့လိုနဲ့နားလည်သွားရင်မကောင်းမှုလူစိတ်တွေကိုရှောင်ကျဉ်လိုက်ပေါ့ကောင်းတာတွေကိုလုံလုံကောင်းကျိုးတွေရတယ်ဆိုတာကိုမင်းနားလည်သွားရင်ကောင်းတာတွေကိုပြုလုပ်ပေါ့တော့ဘုရားပြောတာအဲ့ဒါပဲဒါဥဒ္ဓလဘုဒ္ဓဘာသာဆိုတာအလုံးရိုးချင်းပဲကိုကိုကိုဆုံးဖြတ်လို့ရတယ်နော်ဥဒ္ဒန္တမှာလောဘဒေါသမောဟတွေဖြစ်နေရင်မကောင်းတာတွေလုပ်နိုင်တယ်ဒါဆိုရင်ဒါကိုရှောင်ရမှာပဲ လောဘဒေါသမောဟတွေကင်းနေရင်ကောင်းတာတွေလုပ်မယ်ကောင်းတာတွေလုပ်ရင်ကောင်းဆုံးတွေရတယ်ဒါပဲဘုရားဆုံးပါပါအလွန်အလွန်ရိုးချင်တဲ့တရားဒေသနာတော်တွေဖြစ်ပါတယ်အဲ့တော့လိသဝီဒီဗတ္တိယလိသဝီကသဘောပေါက်နားလည်သွားပြီးတော့ဘုရားရှင်ကိုကိုယ်ခွယ်စည်းကပ်ပါ၏တရားတော်ကိုကိုယ်ခွယ်စည်းကပ်ပါ၏တန်ခါတော်ကိုကိုယ်ခွယ်စည်းကပ်ပါ၏ဆိုတော့ဘုရားမှာသာဖြစ်ကိုပြောင်းသွားတယ်ဒါတော့ကတော့မြတ်စွာဘုရားကိုသွဲတာတော့ ။ဥစ္စာဘုရားရှင်သည်သူများပြိတ္တတွေသူများတပည့်တွေကိုကိုယ်တည်းဆွဲပြကိုယ်တကာတကမှပြလုံနေပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆွဆွဲတာ။ဟိုဘုရားကရှင်းပြတယ်။ငါမှဘာမာယာမှမရှိဘူးဆိုတာကိုမြတ်စွာဘုရားကအဲ့ရိပ်မဖြေပဲနဲ့။ငါကဓာတ်တွေကိုခေါ်နေတာမကောင်းတာတွေကိုမလုပ်ဖို့ကောင်းတာတွေကိုလုပ်ဖို့ငါခေါ်နေတာ။ဘယ်မှာလဲမာယာ။ဘယ်မှာလဲငါတပည့်ငါတပည့်ဖြစ်အောင်စီးအောင်နေလဲဆိုတော့ဘယ်မှာရှိလဲဆိုတော့ပြုတ်ပြီးသားဖြစ်သွားတယ်။ အဲ့တော့အဲ့ဒီဗတ္တိယလူစုကဗုဒ္ဓဘာသာဖြစ်တောင်းသွားတယ်။တောင်းတဲ့အခါမြတ်စွာဘုရားကပြောတယ်ဗတ္တိယတဲ့။နော်။ငါ့ကိုကိုးပွဲပါလို့ငါပြောလာတဲ့။ပြန်ပေးတယ်နော်မြတ်စွာဘုရား။သူသေချောင်းပြန်ပေးတာ။ငါရဲ့တပည့်အဖြစ်နေပါ။ငါကမင်းကိုဆရာလုပ်ပါမယ်လို့ပြောလာတဲ့။မပြောပါဘူးဗျာ။ငါ့ကိုကိုးပွဲပါ။ငါဒီမင်းကိုဆရာလုပ်မယ်လို့ငါပြောလာမပြောပါဘူးဗျာ။ ေးအဲ့ဒီလိုမျိုးငါတိတပတ်သားကိုငါ့ကိုကိုးကွယ်ပါငါ့ကိုကိုးကွယ်ပါလို့မပြောပဲမပြောပါဘူးငါမင်းတို့ရဲ့ဆရာလုံးမယ်လို့ငါမပြောပါဘူးအဲ့ဒီလိုတရားဓမ္မတွေကိုဟောပြောနေတဲ့ငါဘုရားကို မလိုလားတဲ့ပုံစံကြီးကသူ့ဆွဲနေကြတာကြီးတဲ့နော်မာယာများတယ်လို့မာယာအတက်တွေကနဲ့သူ့ဘုရားရဲ့တပည့်တွေကိုဖျားယောင်းနေတယ်လို့သူ့ဆွဲနေကြတာအဲ့လိုလည်းဆက်ပြီးပြောနေကြလိုက်ပေါ့ ဗရရလေးဆိုပြီးတာမပြောတဲ့လဲဆိုတော့ရှင်မရတဲ့အဲ့ဒီလိုမာယာမျိုးကအလွန်ကောင်းတာပေါ့တဲ့ဟုတ်နော်အဲ့ဒီလိုမာယာမျိုးကအလွန်ကောင်းတာပေါ့တပည့်တော်ရဲ့ဆွေမျိုးတွေကိုတော့မအဲ့ဒီလိုမာယာမျိုးနဲ့အလဲစားခံစေချင်လိုက်တာဟုတ်ဖြစ်သွားပြီနော်သူကသဘောထားကိုနားလည်သွားပြီမြတ်စွာဘုရားရဲ့သဘောထားမြတ်စွာဘုရားရဲ့ဟောပြောချက်တွေကိုသဘောပေါက်သွားပြီ သဘောမပေါက်တဲ့ပုဂ္ဂိုလ်တွေကကျတော့တစ်စစ်တစ်စကားနဲ့လေဆွဆွကြတာပုတ်ခတ်ကြတာဘုရားကိုလေတော့ဘုရားရဲ့သဘောထားကိုမသိဘူးဘုရားနဲ့လည်းတစ်ခါမှလည်းမဆုံးဘူးဘုရားတရားကိုလည်းမနာဘူးပဲနဲ့တစ်စစ်စကားတွေကြားပြီးတော့ဘုရားပေါ်မှာပြန်မနေရတာတော့ဒီနေ့ခင်မှလည်းအဲ့တိုင်းပဲတော့တစ်စစ်စကားတစ်စစ်စကားတွေနဲ့သူတော်ကောင်းတွေကိုပြန်မနေကြတာလေအများကြီးပဲဒီနေ့ခင်မှလည်းတော့မြတ်စွာဘုရားကိုကြည်အောင်နော်မင်းဘူးသေးဘူးမကြဘူးသေးဘူးတစ်စင်းစကားတွေနဲ့ပြန်မလာကြတာအခုဘုရားရှင်နဲ့တိုက်ရိုက်ဆွေးနွေးလိုက်တော့ တရားရဲ့ဖြည့်ရှင်းချက်ကိုကြားလိုက်ရတော့နားလည်သွားတယ်။စေမယားလည်းအဲ့လိုမာယာမျိုးကသိကောင်းတာပေါ့ဗျာဖြစ်သွားပြီနော်။အဲ့ဒီလိုမာယာမျိုးနဲ့ဆိုရင်လည်းတပည့်တော်ရဲ့ဆွေတော်မျိုးတော်တွေကိုတော့မှလှည့်စားခံစေချင်လိုက်တာနော်။အဲ့လိုမျိုးဆိုရင်လည်းမာယာဆိုတာဘာလဲ။အကုသိုလ်တွေကိုဖယ်ရှားဖို့ကုသိုလ်တွေကိုပြုလုပ်ဖို့ဟောတဲ့တရားပဲ။ဘာလို့သူတို့ကမာယာမာယာလို့ခေါင်းစဉ်တက်နေတာလဲ။တရားတရားကရှင်းတယ်နော်။အကုသိုလ်တွေကိုချောင်းပါကုသိုလ်တွေကိုလုပ်ပါဒါပဲတရားတရားက အနာကတို့ကခေါင်းစဉ်တက်နေတာမာယာများတယ်မာယာများတယ်ဆိုတော့ဆရာဘုရားကလမ်းမှန်ကိုချပြနေတာပါလမ်းမတွေကိုရှင်းပြနေတာပါဒါကလမ်းမဒါကလမ်းမလို့ပြောနေတာငါ့ကိုကိုးကွယ်ဖို့ငါ့ကိုလူဖို့တခေါမှမပါဘူးဘုရားပြောတာလေနော်တခေါမှမပါဘူးအမှန်အမှန်ကိုချပြတာပဲဒါပေမဲ့မကြိုက်ဘူးလောကကြီးမှာအမှန်တရားကိုချပြနေတိုက်တက်တယ်အဲ့တော့မရိယာတိစုကြီးကတပည့်တော်ရဲ့ဆွေတော်မျိုးတော်တွေကိုလည်း အဲ့ဒီလိုမာယာနဲ့အလဲစားခံစေခြင်းလိုက်တာတပည့်တော်ရဲ့ဆွေတော်မျိုးတွေသာလေတဲ့ဒီလိုမျိုးမာယာနဲ့အလဲစားခံရမယ်ဆိုရင်သူတို့တွေဟာလေတဲ့နော်ကြီးပွားချမ်းသာကြမှာပဲအာတပည့်တော်ရဲ့ဆွေမျိုးတွေမကပါဘူးရှင်များတဲ့ဒီလိုမျိုးမာယာမျိုးနဲ့ဆိုရင်ရှင်မင်းတွေကိုလည်းအလဲစားခံစေခြင်းနဲ့အရိသူတွေကိုလည်းအလဲစားခံစေခြင်းနဲ့လူစင်းသားတွေကိုလည်းမြတ်စွာဘုရားရဲ့မာယာနဲ့အလဲစားခံစေခြင်းလိုက်တာမြတ်စွာဘုရားရဲ့မာယာနဲ့တာအလဲစားခံရတဲ့တတ္တဝါတွေဟာ ကြီးပွားချမ်းသာကြပါမယ်ဟုတ်လားပြဿနာရဲ့မာယာကိုသဘောကျသွားပြီနော်အဲ့လိုမာယာမျိုးနဲ့ဆိုရင်တလောကလုံးကို အလဲစားထိုင်စေချင်လိုက်တာနော်ပြဿနာရကလည်းပြန်ပြောရင်ဟုတ်တယ်အကုသိုလ်တွေကိုဖယ်ရှားခြင်းကုသိုလ်တွေကိုပြုလုပ်ခြင်းဆိုတဲ့ဒီမာယာအတက်ပညာမျိုးနဲ့နော်လူနဲ့မြန်မာတတ္တဝါအားလုံးကအလဲစားခံလိုက်ရမယ်ဆိုရင်တတ္တဝါအားလုံးဟာ ဒီဘောချမ်းသာကြပါမယ်စကားအကုန်ပြောရမယ်ဆိုရင်တဲ့မြတ်စွာဘုရားကစကားအကုန်ပြောရမယ်ဆိုရင်ဟောဒီနားမှာရှိတဲ့အင်ဂျင်မီအသက်မရှိဘူးနော်ဒီအင်ဂျင်မီကြီးတောင်မှနော်အကုသိုလ်တွေမလုပ်ဖို့ကုသိုလ်တွေလုပ်ဖို့ဆိုတဲ့မာယာအတက်ပင်ကနဲ့အလဲစားဆောင်လိုက်ရမယ်ဆိုရင်ဒီအင်ဂျင်မီကြီးဟာလည်းကြီးပွားထွက်တတ်သွားမှာပဲအသက်မရှိတဲ့အင်ဂျင်မီကြီးတောင်မှဒီမာယာတက်ပင်ကနဲ့အလက်စားခံလိုက်ရမယ်ဆိုရင်ဤဘဝတုတ်တက်မယ်ဆိုရင်အသက်ရှိတဲ့လူတ attva နော်လူနဲ့မြန်မာတတ္တဝါတွေဆိုရင်ဘာပြောကြလို့သိလို့လဲဥစ္စာများပါဒါတင်စားပြောတာပေါ့နော်ဒါအသက်မရှိတဲ့တပင်တော်မှအကုသိုလ်တွေကိုချောင်းမယ်ကုသိုလ်တွေကိုလုပ်မယ်ဆိုကြီးပွားနိုင်တယ်ပေါ့ဒါတင်စားပြောတာနော်တပင်မှာကုသိုလ်အကုသိုလ်မှာမရှိတာဒါစကားအကုန်ပြောလိုက်တာအသက်မရှိတဲ့တပင်တော်မှအကုသိုလ်တွေကိုချောင်းကုသိုလ်တွေကိုလုပ်မယ်ဆိုရင်ကြီးပွားမှာပဲပေါ့အဲ့တော့အသက်ရှိတဲ့တတ္တဝါတွေဆိုရင်ဘာပြောစရာလိုသေးလို့လဲဆိုပြဿနာမရတာတရားကိုဒီလိုချုပ်တာ အဲ့တော့သစ္စာတရားရဲ့ဖြစ်ခြင်းချက်ကတိတ်ကောင်းတာပဲကိုယ်ပိုင်စဉ်းစားကိုယ်ပိုင်နဲ့စဉ်းစားနော်လောဘဒေါသမောဟတွေကမကောင်းဘူးအဲ့ဒါတွေကိုရှောင်းလို့ခရဟောတာနော်အလောဘအဒေါသအမောဟတွေကကောင်းတယ်ကုသိုလ်တရားတွေဖြစ်တယ်အဲ့ဒါတွေကိုလောက်ကြလို့ခရဟောတာဘာလို့လူတွေကနားလည်သွားတဲ့သဘောပေါက်သွားတဲ့အခါမှာသူတို့ဇာတိတွေကိုမကိုးခဲ့တော့ဘူးသူတို့ဇာတိတွေကိုမလူဆိုင်တော့ဘူးဘုရားဘက်ကိုရောက်လာကြတယ် ။ဒါကိုမကျင်တတ်ကြဘူးလေ။အဲ့တော့ဖခင်ကဘယ်လိုလုပ်မာယာသူများတပည့်ကိုငါတပည့်ဖြစ်အောင်စီယုံဖို့တော့မာယာလက်ပင်ကရှိပါမယ်။လုံလဲမလုံဘူးသစ္စာပြရားကအဲ့ဒါမျိုး။တို့ရဟန်းဝီလီမှာလည်းရှိတယ်။သူများပြိဿကိုကိုပြိဿဖြစ်အောင်မလုံအောင်ရဟန်းဝီလီရှိတယ်။တို့သူများရဲ့တပည့်ကိုကိုတပည့်ဖြစ်အောင်မလုံအောင်ချပြခွင့်ရှိတယ်။အမှားနဲ့အမှန်ကိုချပြခွင့်ရှိတယ်။ဒါကအမှားဒါကအမှန် ဒီလိုလို့ရင်အကျိုးများတယ်ဒီလိုလို့ရင်အကျိုးမများဘူးဒီလိုလို့ရင်ကုသိုလ်ရတယ်ဒီလိုလို့ရင်ကုသိုလ်မရဘူးဒီလိုဟောပြောခွင့်ရှိတယ်ဒီလိုဟောပြောရတယ်အဲ့လိုဟောပြောလာလို့တို့ကတို့နားလည်သွားတယ်တို့ကတို့သဘောပေါက်သွားတယ်ဆိုရင်ဒါပြီးသွားပြီနော်အဲ့တော့ဘုရားမှာပြည့်မရှိဘူးအဲဒီမှာမိစ္ဆာတိရှိရမရှိနိုင်ဘူးလေတို့တပည့်တွေဘုရားနောက်ကိုပါပါသွားလို့တို့ရောဝတ်စီနေလို့မိစ္ဆာဘုရားကိုဆွဆွရှင်ပုတ်ခဲ့ခြင်းဖြစ်ပါတယ်နော်အဲကြောင့်အလုံးမမသားစီရကောင်းတယ် တရားဒေသနာတော်ဖြစ်တယ်မသားယုံနေမကဘူးလက်တွေ့လည်းနိုင်လာခြင်းလုံးစရာကောင်းတဲ့တရားဖြစ်တယ်အဲတော့ဗုဒ္ဓဝါဒဆိုတာဘာလဲလို့မေးရင်မကောင်းမှုတွေကိုချောင်းဖို့ဟောနေတာဖြစ်တယ်ကောင်းတာတွေကိုလုပ်ဖို့ဟောနေတာဖြစ်တယ်အဲဗုဒ္ဓဝါဒပဲနော်ဗုဒ္ဓဝါဒပဲအလုံးရှင်းတယ်နော်အကုသိုလ်ဆိုတာလူတိုင်းမှာဖြစ်တယ်ဒါကိုပြစ်စာမြတ်က၆ခိုင်းတာကုသိုလ်ဆိုတာလူတိုင်းမှာဖြစ်တယ်ဒါကိုပြစ်စာမြတ်ကလုံခိုင်းတာပဲသူသူစစကြီးဝါဒတွေမဟုတ်ဘူးနော် တမင်တကာကြီးကိုခက်ခဲနေနေဆိုတာကြံစားပြီးဟောနေတာတွေ့နေမှာမဟုတ်ဘူးတကယ်အရှိတရားတွေကိုမြတ်စွာဘုရားဟောပြနေတာကုသိုလ်ဆိုတာတကယ်ရှိရဲ့အကုသိုလ်ဆိုတာတကယ်ရှိတယ်စီဒါလူတိုင်းလက်ခံတယ်လောဘဆိုတာမကောင်းမှုဆိုတာလူတိုင်းလက်ခံတယ်ဒေါသဆိုတာမကောင်းမှုဆိုတာကမ္ဘာသူကမ္ဘာသားအားလုံးလက်ခံတယ်နော်အဲ့လက်ခံတဲ့လောဘဒေါသအကုသိုလ်တရားကိုဘလို့ဖယ်ရှားရမလဲဆိုတဲ့ဒီလန်ဘုရားဘာသာမှာရှိတယ်ဘုရားဘာသာမှာရှိတယ်အဲ့ဒါဘုရားဟောနေတာပဲဘော ဒါနတွေနဲ့အကုသိုလ်တွေကိုဖယ်ရှားမယ်တိလတွေနဲ့အကုသိုလ်တွေကိုဖယ်ရှားမယ်ဝိပဿနာတရားတွေအထုတ်ပြီးတော့အကုသိုလ်တွေကိုဖယ်ရှားမယ်เนาะမြတ်စွာဘုရားဟောနေတာအဲ့ဒါတွေပါပဲမသိနားမလည်တဲ့ပုဂ္ဂိုလ်တွေကပစိစကားနဲ့ဘုရားပုံမှာဆွဆွဲနေကြတာပုခက်နေကြခြင်းဖြစ်တယ်ပေါ့เนาะဒါကြောင့်ဥစ္စလို့ဆွဆွဲခြင်းပုခက်ခြင်းဆိုတာเนาะပစိစကားနဲ့မလုံးဝဘူးကိုတွေးတာနဲ့တွေးနေတစ်တူကြသွားလို့လည်း ုတ်ပြီမှန်ပြီဆိုပြီးတော့မဆွဆွရဘူးကိုခင်ရဘူးဒါလည်းတတိပြုစရာဖြစ်ပါတယ်နော်ဒါဗတိယတုတ်တယ်မှာသစ္စာဘုရားပေါ်မှာဆွဆွပုတ်ခဲခြင်းကိုဖြည့်ရှင်းထားတဲ့တရားဖြစ်တယ်အကြောင်းဒီနေ့အလို့ရှင်ပြောတဲ့ဒီကဓမ္မသစ္စာများအားလုံးဓမ္မတော်ကိုယ်တိုင်ဖြည့်ရှင်းခဲ့ရတော့ပြဿနာများအပိုင်း26ဘုရားဒီလာတော်ကိုတာယူမသားကြပြီးတော့တို့ရဲ့ဗုဒ္ဓဝါဒဆိုတာနော်မကောင်းမှုတွေကိုချောင်းဖို့ကောင်းတာတွေကိုလုပ်ဖို့ခေါ်တဲ့ဆုံးမတွေပဲဆိုတာကိုသဘောပေါက်နားနားလည်ကြပြီးတော့သစ္စာဘုရားရှင်ရဲ့သာသနာတော်ကို ဘုရားလိုတော်ကြကိုယ်ပဲစိတ်ကြိုက်တိုင်းသူများပြောင်းပူစီပူစီကျူးစာအထောက်နိုင်ကြပါစေလို့တည်း